ုံးမဲ့မင်္ဂလာပါဗီဒီယိုရေမှာကြိုးစားပါတယ်ကျွန်တော်မနောပြတယ်အရင်ဗီဒီယိုမှာမာဖို့အတွက်နည်းနဲ့အဖွားဟောခြင်းကိုဖော်ပြခဲ့ပါတယ်ဒီတစ်ခါမှာတော့ဂျိုဘီရဲ့အိမ်ပြီးရဲ့တို့ကိုလေ့လာပြီးအကျေဟောပြောနိုင်တယ်အသက်မာဖို့ဟောပြောနည်းကိုဖော်ပြပေးပါမယ်အသက်မာဖို့အတွက်နည်းကတော့တွက်လို့သူရောက်တဲ့ကိုတီးပြီးခုနှစ်စားရလက်မလို့ပါဘူး အကျွင်းကိုယူပြီးတော့ဘင်းကအိမ်မှာစားပြီးမူလာမှာဖို့အိမ်ချသလိုချသွားရုံပါပဲမွေးနေကြရအိမ်ဟာမိမိတနစ်တာအတွင်းအကောင်းဆုံးဖြစ်ပေါ်မဲ့ကံကြမ္မာအိမ်ဖြစ်ပါအဟောကတော့ပထမဗီဒီယိုမှာဖော်ပြခဲ့သလိုမူလာမှာဖို့ဟောနည်းတိုင်းအသက်မှာဖို့တို့ကိုညှို့ပြီးဟောရမှာဖြစ်ပါလိမ့်ဥပမာကြည့်ရအောင်မူလမှာဘုမှာ မိမိမွေးနဲ့ဟာအကောင်းလေးအိမ်မှာ ဖြစ်ပြီးတော့အသက်မာဖို့မှာအညံသုံးအိမ်မှာတွေ့ရင်အညံကိုနဲ့ငယ်လျှော့ပြီးဟောပါမယ်မူလာမာဖို့မှာမိမိမွေးနဲ့ဟာအောက်သုံးအိမ်မှာရှိနေပြီးတော့အသက်မာဖို့မှာလေအောက်သုံးအိမ်မှာရှိနေရင်အဲ့ဒီနေ့မှာတော်တော်လေးညံ့နိုင်မယ်ဟောရမှာဖြစ်ပါတယ် မူလမာဘုတ်မှာ မွေးနဲ့ဟာ အောက်သွင်းမှာဖြစ်ပြီးတော့အသက်မာဘုတ်မှာမွေးနဲ့ဟာအထက်လေးအိမ်မှာရှိရင်အကောင်းဆုံးကိုမျှပြီးဟောပါမယ်တကယ်လို့မွေးနဲ့ဟာမူလမာဘုတ်ခွင်မှာအထက်တန်းဘွားဖြစ်ပြီးတော့အသက်မာဘုတ်မှာလဲထက်တန်းမှာရောက်နေခဲ့ရင်အဲ့ဒီနေ့ဟာအကောင်းဆုံးဖြစ်ပါတယ် ောပြောမှာမလဲအကောင်းဆုံးတို့ကိုတင်းတတာအတွင်းလာပိုင်ချပြီးဟောနိုင်ပါသေးတယ်။အောင်ဆန်အဝင်တာပြန်လဲထွန်းကျွဲအထွန်းရွှေဝတ်ဆက်မှာခသိန်းသားဆိုတဲ့လင်္ကာအတားတနင်္ဂနွေအင်္ကာတို့ဟာ တနစ်တာအတွင်းအဝင်လေးလအတွင်းမှာကောင်းကျိုးဆိုးကျိုးပေးစီတတ်ပါလေ။တောက်ကြယူနဲ့ကြာသာပရိကျူတို့ဟာတနစ်တာအတွင်း အလဲလေးလာမှာကျိုးပြီးဖြစ်သေးပါတယ်။စနေနဲ့တနင်္လာတို့တို့ဟာအထွက်လေးလာမှာကျိုးပြီးတို့ကိုဖြစ်သေးတတ်ပါတယ်။ဘုရူတဲ့ရာဟုတို့ကတော့တနစ်တာအတွင်းဘယ်လာမဆိုကျိုးပြီးတို့ကိုဖြစ်သေးတတ်ပါလိမ့်။တွန်နီဟောနီတီဗီဆိုတော့ဘိုဘီရှင်လဲသာတည်တည်ရန်လက်တွေ့တွန်နီကိုဖော်ပြပေးပါမယ်။ဥပမာ1359ခုနောက်တစ်ခုလာတော့ ဗုဒ္ဓဟူးသားကိုတွေ့ကြည့်မိဆိုပါသည်1986ခုနှစ်ဗုဒ္ဓဟူးသားကိုတွေ့ကြည့်ရမှာမူလမာဘူးတစ်ကျွင်းမေယနာဖွားပြစ်လို့ညံ့မှာအသက်28နှစ်ယခုနှစ်ထဲမှာမွေးနာဗုဒ္ဓဟူးဟာအသက်မှာဘူးရာသအိမ်မှာရောက်နေတဲ့အတွက်ဒီနှစ်တာအတွင်းဘယ်လာမစိုးအကောင်းဆုံးတွင်တွဲပြီးကြုံရနိုင်ပါတယ် ဂျိုဘီရဲ့အိမ်ဘီရဲ့တို့ကိုကြွန့်ကြွန့်သာနားလည်နေအကျေဟောပြောနိုင်ပါတယ်ကျွန်တော်ကတော့နီးလောက်ပဲဖော်ပြပေးလိုက်ပါ အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ